မောတတဗုဒ္ဓတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလုဏမြတ်မတ္တဝါအလုံးတို့ပူဇော်အထုကိုခိုင်တော်မူထိုက်ထသောအရဟတောလုံဆောင်သောကိလေသာမှန်သမျှကိုအကျွင်းကြံမရှိအကုန်အစင်ပယ်တတ်တော်မူပြီးထသောအရဟတောစိတ်ခွေရရ၌ပင်လည်းမကောင်းမှု အကုသိုလ်ကိုပြုတော်မမူတတ်ထသော သမဏမုဒ္ဒတအလုံးစုံသောတရားတော်တို့ကိုမဖောက်မပြန့်သိရန်ပုညံဖြင့်ကိုရောတိုင်းထိုးထွင်းသိတော်မူပြီးထသောတသဘဂဝတောဣတရိယဓမ္မယသတိရိကမဘယတာတိဟုသောဘုန်းတော်၆ပါးသခင်ထိုးဘယရှင်အားနမောယုတိမြတ်လို့မယုချွေရှ िख ိုးပါ၏ရှင်မယားဒီနေ့ဘုန်းကြီးတို့ပြိဿများအတွေ့ကိုကိုကိုဆုံးမခြင်းအပိုင်း၄ကို မျှဝေဟောကြားပြီးမှဖြစ်ပါတယ်။ဘုန်းကြီးတို့မိနစ်30ခန့်ကိုကိုဆုံးမခြင်းစာစုများကိုဓမ္မဒါနဓမ္မလက်ဆောင်အဖြစ်ဟောကြားမျှဝေ ခဲ့ဒီမှာယနေ့ဆိုရင်၄ပိုင်းမြောက်ဖြစ်ပါပြီ။ကိုကိုဆုံးမခြင်းအပိုင်း၄ရဲ့စာစုလေးကိုဘုန်းကြီးတို့အရင်ဆုံးဖတ်ကြည့်ပါမယ်။ဉာဏ်နဲ့တဲ့သူဟာယုံကြည်မှု လွဲတတ်တယ်။အယုံလဲလွဲတတ်တယ်။ ဉာဏ်များလွန်းရင်လည်းကောက်ချစ်သွားတတ်တယ်ဉာဏ်နဲ့ဉာဏ်နဲ့တွေသုံးတတ်တယ်ဉာဏ်နဲ့ရှင်နဲ့ယုံကြည်မှုမျိုးကသာလေမှန်ကန်ပြီးတော့အကျိုးရလက်ကောင်းကိုဖြစ်စေနိုင်တယ်လွန်ကဲမှုဆိုတာအယုံလွယ်ရင်လည်းမကောင်းဘူးဉာဏ်ကွန့်လွန်းရင်လည်းမကောင်းဘူးဉာဏ်နဲ့အယုံတူညီဆုံးမှအယုံလည်းမှန်ဉာဏ်လည်းမှန်၏ချင့်ယုံတတ်မှသင်္ကုံမြတ်၏ညာနေတဲ့သူဟာယုံကြည်မှုလွဲတတ်တယ် သူကပြောမယ်ဆိုရင်တော့ပါဠိစာပေမှာကတော့တတ္ထာနဲ့ပညာကိုပြောတာပါတတ္ထာဆိုတာယုံကြည်မှုပညာဆိုတာကစဉ်းစားဆင်ခြင်မှုသူကယုံကြည်မှုအားကောင်းပြီးတော့အသိဉာဏ်မပါရင် တလွဲတွေလျှောက်ပြီးတော့လုပ်တာအယုံလွယ်သွားတော့တရားတရားအားကောင်းပြီးတော့ပညာမပါရင် တလွဲတွေလျှောက်ပြီးတော့ကိုးကွယ်တတ်တယ်မြင့်ဝင်ဆရာတော်ဘုရားကြီးကတတ္တာလွန်ကဲပညာနဲ့တလွဲယုံတတ်တယ် သရတရားဆိုတဲ့ယုံကြည်မှုကအားကောင်းတယ်ရှုရသရတရားသိအားကောင်းတာသရတရားအားကောင်းတော့ဟိုလူကပြောလဲယုံဒီလူကပြောလဲယုံဟိုဘယ်နေရာကရန်တာကြီးပေါ်တယ်ဆိုရင်သွားလိုက်တာပဲအဲဘယ်နေရာဘလို့ပုံကမျိုးကြီးပေါ်တယ်သွားလိုက်တာပဲသူကယုံကြည်စိတ်ကပိုများပြီးတော့စဉ်းစားဆင်ခြင်တဲ့ဉာဏ်မရှိတဲ့အခါကျတော့သရလွန်ကဲပြီးတော့ပညာနဲတော့တလွဲတွေလိုက်ကိုးခွဲတာတယောက်တချို့အိမ်နေမှာဆိုရင်လည်းကိုးခွဲရတဲ့ပတ်သက်ဘုရားဘာသာအိမ်နေမှာ ဖယားကအောက်မြောက်ကအထက်ဆိုသလိုဖယားစင်မှာကတော့ဘာမှမရှိနတ်စင်မှာရောအပွဲတွေနဲ့ပန်းတွေနဲ့ဝေးဝေးဆာဆာကိုကိုရာတွေရများလိုက်တာ39မင်းအတွင်း39မင်းအပြင်39မင်းအစုံကိုွယ်တာသူကကိုကိုွယ်ခြင်းနဲ့ပူဇော်ပတ်တခြင်းကိုလွဲတာဘုရားဘာသာဝင်တဲ့ကိုကိုွယ်ရာကယရနာ၃ပါးကလွဲပြီးကိုကိုွယ်ရာမရှိဘူး ဖရာကိုကိုွယ်ရမယ်တရားကိုကိုကိုွယ်တဲ့သံဃာကိုကိုွယ်တယ်ဘုဒ္ဓမေတ္တရနဲ့အညာနဲ့ထိဓမ္မမေတ္တရနဲ့အညာနဲ့ထိသံဃောမေတ္တရနဲ့အညာနဲ့ထိဖရာမတပါးကိုကိုွယ်ရမရှိတရားမတပါးကိုကိုွယ်ရမရှိသံဃာမတပါးကိုကိုွယ်ရမရှိဘုရားဘာသာဝင်များရဲ့ကိုကိုွယ်ရသည်ယရဏသုံးပါပူဇော်ပသတာကတော့ traditional belief ခေါ်တော့ရိုးရယုံကြည်မှုတွေဟောအမေတို့အဖေတို့ကတော့နေကြမလို့ကတော့တာဟမ်အမေတို့မေတို့ဗလိနဲ့စာကျွေးနေလို့နှက်ပြလို့ပြနေရဒါတွေကတော့ သူက tradition နဲ့ရိုးရာယုံကြည်မှုတွေအရပူဇော်ပါတာဖြစ်တယ်ပူဇော်ပါတာလို့ရတယ်ပူဇော်ပါတာခွင့်ရှိတယ်ပူဇော်ပါတာရမယ့်အရာတွေကိုကိုးကွယ်တဲ့အဆင့်ထိရောက်မသွားဖို့လိုလားရိုးရာနဲ့တည်းဆိုတာသူကပူဇော်ပါတာရတဲ့ပါပါတဲ့အဲပူဇော်ပါတာမယ့်အရာတွေကိုကိုးကွယ်တဲ့အဆင့်ထိအိုးဖခင်ကတို့ဘာလောက်ထားမို့နတ်ကတို့ကိုင်ပါဖခင်ပြစ်ထားပြီးတော့နတ်နောက်ကိုလိုက်တဲ့လူတွေရှိဒါရယုံကြည်မှုအားကောင်းပြီးတော့သရတရားအားကောင်းပြီးတော့ ပညာနဲတဲ့အခါကျတော့တလွဲတွေလျှောက်လို့တော့ဘုန်းကြီးဖတ်ဘူးတဲ့ပုံမြင်လေးတစ်ခုဒုတိယခါတဲ့တနေ့တော့တောနယ်တစ်ခုကိုခရီးထွက်တယ်အညာပိုင်းဒေသအပူပိုင်းဒေသခရီးထွက်တော့ရွာတရွာရောက်တော့ရွာထိပ်မှာဖရားအကြီးတစုတဲတာဖရားကြီးစင်းနုတော်ကြီးကမတ်ထိုင်ရဲ့စင်းနုတော်ကြီးဒီတိုင်းအမိုးလည်းမရှိဘူးအကာလည်းမရှိနေကတအားပူတဲ့အခါချစ်ချစ်တောက်ပူနေတာ ချစ်ချစ်တောက်ပူနေတဲ့ဒီစင်းတော်ကြီးကိုကြည့်ပြီးတော့ခရီးသွားစိတ်မကောင်းတော့သရတရားအားကောင်းတာ။ဟောဒီရွာကလူတွေဖះကိုနေပူကြီးရဲ့မှာအမိုးကလည်းမလို့ဒီတိုင်းထားတယ်။စိတ်မကောင်းလိုက်တာ။တက်ရှိတင်စားဖះဆိုဘလောက်မြန်ပူလိုက်မလဲဆိုပြီးတော့သူကဖះနေပူနေတာကိုမကြည့်ရလို့ဆိုပြီးတော့ဖះနေရအောင်သူ့ရဲ့စေတနာသူ့ရဲ့သရတရားကဖះနေရစေခြင်းနဲ့စေတနာနဲ့ဘာလုပ်လဲဆိုတော့သူစည်းလာတဲ့ဖဏကလေးချုပ်ပြီးဖះကောင်းမှသတ်တဲ့ ဖခင်နေပါစေ။အိုးတရာတရား။တရာတရားတိတ်ကောင်းလား။ तू ကတော့အပူခံပြီးတော့ခြေပူခံပြီးတော့အဲ့ဒါတဲဘောတဲတော်ထဲမှာရှောက်ပြီးသွားတာ။ဖခင်ကိုကြည်ညိုတာ။ဖခင်ကိုနေစေခြင်းနဲ့စေတနာနဲ့တရာတရားနဲ့ဖခင်ကောင်းဖို့ဖနှက်တင်တာ။စဉ်းစားကြည့်ပရိသတ်ရဲ့အဲ့ဒါတရာတရားကတော့ကောင်းတယ်။အသိဉာဏ်မပါတော့တလွဲတွေလုတ်တယ်ဆိုအဲ့ဒါပြောတာ။ ဲညံရှိတဲ့လူဆိုဖះနေအောင်ဆိုတခြားဟာနဲ့သူမိုးအောင်လုပ်ပြင်မအောင်ဘာမှမရှိလဲအဲ့ဒါငါပြောပြင်ရငါပြောရွက်လေးခုတ်ပြီးတော့ဖះဥကောင်းမတင်ထားခဲ့လေပဲဒါကကုသိုလ်ကတော့ရနေမှာဖះလည်းနေမှာအပြစ်လည်းမဖြစ်ဘူးခုတော့ခုနကစေတနာကတော့ကောင်းတယ်သဒ္ဓါတရားတော့ကောင်းတယ်ညံမပါတော့တလွဲတွေလျှောက်ပြီးတော့လုပ်တယ်တတ္တလွန်ကဲပညာနဲ့တလွဲယုံတတ်တယ်အရမ်းလို့ယုံကြည်မှုကအယုံလွယ်အယုံလွန်ရင်ညံမပိုင် တလွဲတွေရှောက်လို့တယ် ချွတ်ကြတော့ဉာဏ်ကောင်းတယ်ပညာအားကောင်းပြီးတော့တရားတရားနေတဲ့သူတွေရှိပညာတွေတားတက်သွားရင်လေပညာတက်များကယုံကြည်မှုတရားတရားမမြဲရင် မရှိရင်ပညာတက်များကယုံမာတယ်ဉာဏ်ဉာဏ်နဲ့တည်းများတယ်ဒါကြောင့်ပညာတက်များယုံမာပြီဆိုရင်လိုက်မမိဘူးခောက်ကြည့်ယုံမာဆိုတော့ဉာဏ်နေအားကောင်းတော့သူတို့ကဘာတွေးလဲအော် ကုသိုလ်ကောင်းမှုဆိုတာလှုပ်ရှားမလို့ဖခင်ကလည်းဟောထားတာပဲဒါနလှုပ်ရှားမလို့စိတ်တက်ရှိရင်ပြီးတာပဲဒါမျိုးတွေတွေးဖို့လက်တွေ့လောရမယ်အလူမျိုးဒါနသာဟတိကဒါနမြောက်လူရမယ်အလူမျိုးအဲ့ဒါကိုစိတ်တက်ပြီးတာပဲဆိုပြီးတော့စိတ်နဲ့အလူလှုပ်နေတာစိတ်နဲ့ကြွေးနေတာစိတ်နဲ့လှူဒန်းနေတာဒါတွေကြတော့လက်တွေ့ကာယကံဝစီကံမပါတော့ဒါနမမြောက်တရှိသူတို့ရဲ့ဉာဏ်နေအားကောင်းတဲ့အခါကျတော့တဒါနေပြီးတော့ဉာဏ်ကောင်းတဲ့လူကြတယ်အတွေးတွေနဲ့ကောက်ကျစ်သွားတာဆင်းလဲတယ်ဆိုတာလားဒါကြောင့် ပညာလွန်ကဲတတ်တာနဲ့ဆင်းလဲကောက်ချစ်တယ်။ပညာအားကောင်းပြီးတော့ယုံကြည်မှုတရားတရားနဲ့ရင်လည်းပဲသူကအဲ့ဒီခုနစိတ်တွေဝင်တယ်။ဘုရင်တို့အမေရိကမှာတစ်ခါဖတ်ဖူးတယ်။စာလေးတစ်ပုဒ်။အမေရိကမှာရောင်းနေတဲ့မြန်မာပညာတတ်တယ်။ဆရာဝန်တွေပဲလို့ပြောတာ။ဆရာဝန်တွေရဲ့အဲ့ဒါစုပြီးတော့ဂရုလေးဘုရုဖွဲ့ပြီးတော့သူကဘုဂုဆရာတော်ဘုရားကြီးရဲ့ခွေတွေမာဇီဆရာတော်ရဲ့တိတ်ခွေတွေဖွင့်ပြီးတော့အဲ့ဒါရေးတာလေး meditation center လေးလောက်တာ။ ဘုန်းကြီးမပင့်တော့ဘူးသူကဘုန်းကြီးပြည့်စရာမလိုပါဘူးဆရာတော်ကြီးတွေရှိနေတာပဲသူကဘုန်းကြီးတို့မယုံတော့တာလဲပါวะဟောကွာကိုလှုပ်လဲရတာပဲဘုန်းကြီးမပါလဲရတာပဲဆိုတဲ့အတွေးတွေကဖြစ်သွားဆိုသူကဗုဒ္ဓဘာသာဝင်စစ်စစ်တယောက်ကဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဖရားကိုကိုးကွယ်ပါရဲ့တရားကိုကိုးကွယ်ပဲတန်ခါကိုကိုးကွယ်ပါ යි ဆိုပြီးတော့တရဏဂုံခံယူပြီးတော့တန်ခါမလိုဘူးဆိုတော့တန်ခါပယ်တာပဲတရဏဂုံပြတ် ောက်ကျစ်သွားတာနော်ဒါကြောင့်မလို့ပညာတတ်တရားတရားတရားမပါရင်ကောက်ကျစ်သွားကောက်ကျစ်သွားကိုတော့ပုံမြင်လေးတစ်ခုอ่ะအဲ့လိုပဲခုနလိုပဲကလာကြီးနွားနို့ပို့တဲ့ကလာကြီးတယောက်နွားနို့ပို့တဲ့ကလာကြီးတယောက်ကသူကနွားနို့အိုကြီးစပိန်မော်တင်ပြီးတော့အဲ့ဒါအိမ်လိုက်ပို့ရင်းနဲ့ဒီနေ့တော့ဒီမျိုးတဲကိုလာပို့ရင်းနဲ့ရွှေတော်ကဘုရားနာရောက်တော့စပိန်ကဆလစ်ဖြစ်ပြီးတော့စပိန်မှောက်သွားနွားနို့အိုကြီးပါမှောက်ပြီးတော့အကောင်လုံးလမ်းမကိုမှနွားနို့အိုကြီးပြန့်ကျဲသွား ပြန်ကျဲတော့နောင်တို့ရဘာမှမရှိတဲ့အခါကျတော့ကလာကြီးကဘာမှပြောညာမပြောနဲ့တာရွှေတုံဖရားပဲလှဲ့ပြီးလက်ဥချီပြီးတော့မှောက်သွားတဲ့နွားတို့အိုကြီးရွှေတုံဖရားကိုလှူပါတယ်ဖရားသူအဲ့လိုလျှောက်တယ်ဟာသူ့ရဲ့လုံရက်ကိုကြည့်မယ်ဆိုရင်သူအဲ့ဒါညံများတာသူကမှောက်သွားတဲ့နွားတို့အိုကြီးကိုဖရားလှူတယ်ဆိုတော့ဘယ်လိုလုပ်ဒါနမြောက်တော့မှာကုသိုလ်ဘယ်ရဟေးအကြီးဒါကြောင့်မရှိတဲ့ဟာတွေကိုလိုက်လိုက်လှူနေတဲ့အခါကျတော့ဒါတဲ့ဒါနမြောက်ညံနေညံတဲ့တွေများဆိုတော့အဲ့ဒါပြောတာ ပညာတတ်များကသရာတရားမပါရင်ကောက်ကျစ်ဆင်းလဲတယ်ဆိုအဲ့ဒါတော့ဘုရားကဒုက္ခထာတုံးမှာအဲ့ဒါလေးဟောထားတယ်အချက်၅ချက်ကိုဟောထားတယ်သူကတတ္တရယ်သီလရယ်သုတရယ်စာကရယ်ပညာရယ်ဒီတရား၅မျိုးဟောဘုရားအကပြားလေးဆက်ဘူးတယ်တတ္တနေပါထိုသူများအတ္တနှင်းဆက်စကားမြတ်ဒီမကောင်းအသွင်ပြောင်းပြန်ထင်၏ဘုရားကမိန့်တာက မပြောသင့်တဲ့ဟာတဲ့မပြောရဘူးတဲ့မပြောထိုက်ဘူးတဲ့တရားမရှိတဲ့သူကိုတရားတရားနဲ့ပတ်သက်ပြီး စကားမပြောရဘူးအဲ့မကြိုက်တတ်ဘူးတရားမရှိတဲ့လူကိုတရားတရားအကြောင်းဖះမယုံတဲ့လူဖះအကြောင်းသွားပြောမကြိုက်ဘူးတရားမယုံတဲ့လူကိုတရားအကြောင်းသွားမကြိုက်ဘူးသံဃာမယုံတဲ့လူကိုသံဃာအကြောင်းသွားပြောမကြိုက်ဘူးဟုတ်မဒီဟာတွေကမကြိုက်တဲ့ဟာတွေမပြောပါဘူးဆိုအဲ့ဒါပြောတာတရားမရှိတဲ့သူကိုတရားတရားနဲ့ပတ်သက်ပြီးတော့စကားမပြောရဘူးနံပါတ်1 နံပါတ်2ကသီလသီလမရှိတဲ့သူကိုသီလလုံးဖို့သီလအကြောင်းသွားပြောရင်နားခါတယ်လေမကြိုက်ဘူးတတနေပါထိုသူများတတနှင်းဆက်စကားမြတ်သည် မကောင်းအသွင် ပြောင်းမြန်ထင်သီလနေပါထိုသူများသီလနှင်းဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်သီလမရှိတဲ့သူကိုသီလအကြောင်းပြောရင်မကြိုက်ဘူးထို့အတူပဲတုတ္တ သူတ္တနေပါထိုသူများသူတ္တနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်သည်သူတ္တဆိုဘူသူတ္တ general knowledge ပဲဘူသူတ္တမရှိတဲ့သူကိုဘူသူတ္တအကြောင်းနဲ့ရှောက်ပြောတယ်အာဘယ်ဟာသူမှမသိတာသူမှမရှိတာသူမကြိုက်တော့အဲ့ဒါဘူသူတ္တမရှိတဲ့သူဘူသူတ္တအကြောင်းပြောရင်လည်းနားခါတယ်မကြိုက်ဘူးတဲ့မပြောကောင်းနဲ့ပြောရင်ပြောတဲ့သူအပြစ်ရှိတယ်အပြစ်ရတယ်တတ္တသီလသူတ္တစာကစာကဆိုတာစွန့်ကြဲတာဒါနလို့ ဇာကနေပါထိုသူများဇာကနှင်းဆက်ဇကားမြတ်သည်မကောင်းအသွင်ပြောင်းပြန်ထင်ဒါနလိုရတာဝါသနာမပါတဲ့သူကို အလှလို့ဖို့သွားပြောရင်မကြိုက်ဘူးတဲ့မလှခြင်းတဲ့လူကိုလှပါလို့သွားပြောရင် နားခါတယ်တဲ့ချုပ်မစ္စရိယပဲမစ္စရိယကမပေးခြင်းတာတဏ္ဍာကပေးခြင်းတာဒါနကလှုပ်ခြင်းတဲ့စိတ်ကလေးရှိမှသူကလှုပ်ဖြစ်တာအဲ့လိုမျိုးလှုပ်ခြင်းတဲ့စိတ်မရှိတဲ့လူသွားအလှခံရင်လှခံတဲ့လူအပြည့်ရတယ် ဟောမပြောသင့်တဲ့ဟာမပြောရဘူးတဲ့။နောက်ဒါကြောင့်မစ္စရိယနဲ့တတ္ထာကတိတ်ပြီးတော့ဒါသူကဆန့်ကျင်ဘက်တတ္ထာကယုံကြည်တာမစ္စရိယကမယုံတာကန့်ကွက်တာသူကမပေးကျင်တာမလူကျင်တာမတန်းကျင်တာမစ္စရိယကဝင်တိုတာကတရာတရားနဲ့မစ္စရိယအဲ့ဒါပဲဒါကြောင့်ဒါနဆိုတာလေလှုပ်ချေစိတ်ရှိတဲ့လူကိုပြောမှလှုပ်ကျင်တာလှုပ်ကျင်တဲ့စိတ် မရှိရတဲ့လူကိုသွားပြီးတော့ပြောရင်အဲ့ဒါကအပြည့်ရတယ်တဲ့ဒါကြောင့်မလို့ သူကဒါနနဲ့ပတ်သက်ပြီးတော့လဲမကြိုက်ရင်လက်မခံနိုင်မပြောရဘူးတဲ့နံပါတ်5ကပညာပညာ ਨੇ ပါထိုသူများပညာနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ခြင်းပညာမတတ်တဲ့သူကိုအသိဉာဏ်မရှိတဲ့သူကိုလဲအသိဉာဏ်နဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သွားပြောရင်လဲမကြိုက်ဘူးတဲ့နားခါတယ်ဟောဒါကြောင့်မလို့ခုနကပညာတတ်တယ်ပြောခြင်းတာသရတရားမရှိတော့ပညာအားကောင်းမြင်သရတရားနဲ့တော့ဆင်းလဲကောက်ကြည့်ပြီးတော့လေသူက တန်ခါလည်းပဲစော်ကားဖို့ဝင်မလေးဘူးခုနောက်ပိုင်းအင်တာနက်တွေမှာအဲ့ဒါတွေဘုန်းကြီးတွေတွေ့တွေ့နေရတခါတခါကြာရင်ဘာမှမဟုတ်တဲ့သူများကပြောတဲ့စကားမှန်သလားမှားသလားကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့မရှိတော့အဲ့ဒါတော့ကအောက်ကနေကွန်မန့်နေရေးပြီးဆဲလိုက်ကြတာဘုန်းကြီးလည်းဆဲရတာဆဲလိုက်တာမှသူတို့အစာကိုရအောင်ကြောက်တယ်ကိုရအောင်ကြောက်တယ်တော်တော်ပက်ပက်ဆဲဆဲဆဲတာတကယ်တမ်းကျတော့အဲတန်ငါမှာ တန်ငါလို့တွက်လိုက်ရင်ဒုတိလဆိုတာမရှိဘူးပုပ်ကိုတာပဲဒုတိလရှိတယ်ယဟန်နဲ့တန်ငါအောင်မကွဲဘူးလူတွေကယဟန်သတိပုဂ္ဂလဘုန်းကြီးဆိုရင်ဒါယဟန်ပဲတတိပုဂ္ဂလအနေနဲ့တော့ဘုန်းကြီးအကျင့်မကောင်းရင်ဘုန်းကြီးခံရတာဆိုတော့ဘုန်းကြီးကိုအကြောင်းပြပြောဟာတန်ငါတွေလည်းကွာလို့ပြောရင်ဒါတန်ငါအထိသွားပြီးတော့စော်ကားလိုက်တာပြည့်တန်ငါမှာဒုတိလဆိုတာမရှိဆိုရင်အဲ့ဒါကကိုယ်ကဉာဏ်ပညာပါမယ်အသိရှိရမယ် အသိမရှိရင်သူများပြောလို့ရှောက်လို့လို့ရင်းတယ်ကိုကဒီဝစီပေဒထီတိုင်းရှာပြီအဲ့ဒီအကုသို့အဖြစ်တရားကိုရတာနော်ညမအသိဉာဏ်နဲ့လေသဒ္ဓတရားနဲ့ balance ဖြစ်ရချစ်ချင်ရပညာလွန်ကဲပြီးတော့ယုံကြည်မှုနည်းရင်လည်းပဲစင်လဲကောက်ကျစ်တတ်တယ်လို့ယုံကြည်မှုအားကောင်းပြီးတော့အသိဉာဏ်နည်းရင်လည်းပဲတလွဲတွေလိုက်ပြီးတော့လုတ်တတ်တဲ့အတွေ့အကြောင်းနဲ့မြတ်စွာဘုရားရှင်ကလည်းအဲ့ဒီဒီတရားနှစ်ပါးညီမျှရမယ်တဲ့တတ္ထာနဲ့ပညာ ယုံကြည်မှုနဲ့ပညာတရားက balance ဖြစ်ရမယ်အဲ့ဒီတတ်တာနဲ့ပညာယုံကြည်မှုတုံ့ဖို့ဆိုရင်တတိတရားကဈာကအချုပ်ပဲတတိတရားထိုးနှက်ပါတရားညှိပေးသည်ဆိုတတိတရားကဒါလေးနှစ်ခုကိုညီမြအောင်ညှိပေးတာတရားလွန်ခဲ့ရင်ပညာနေတတ်တယ်ပညာလွန်ခဲ့ရင်တရားနေတတ်တယ်တခုများရင်တခုရှားတဲ့အတွက်ကြောင့်တရားလွန်ခဲ့တဲ့အခါမှာပညာလေးပါအောင်တတိလေးကထိမ့်ပေးရတယ် ပညာအားကောင်းပြီးတော့ယုံကြည်မှုအားကောင်းယုံကြည်မှုနည်းသွားတဲ့အခါမှာလည်းပဲတတိတရားလေးကပညာတက်တယ်ကောက်ကျစ်စင်းလက်အဆင့်တည်းရောက်မသွားတတိတရားလေးကထိမ့်ပေးရ။ညအယုံလွယ်တဲ့သူနဲ့ဉာဏ်နဲ့ဉာဏ်နဲ့များတဲ့သူတွေမှာနှစ်ခုလုံးကအပြစ်တွေအစွန်းရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်ယုံကြည်မှုဆိုတဲ့တရားတရားကိုတတ္တာဆိုတဲ့တရားတရားကိုယုံကြည်မှုကိုတတိတေကပ်ပြီးတော့ပညာတရားနဲ့ချင့်ချင်ပေးရ။ဒီလိုဘုရားစာပေတွေမှာလည်းအများကြီးရှိတာ။ လူတွေမှာကဟိုယုံထွက်နိုင်တဲ့ဆွမ်းအားမရှိရင်ကိုလက်ခံထားတဲ့အယူဝါဒကြီးကိုအမှန်လို့ထင်သွားတော့အမှန်လို့ထင်သွားလို့ယုံကြည်မှုအားကောင်းနေတဲ့ပုဂ္ဂိုလ်ကမှားနေတဲ့ယုံကြည်မှုကိုလည်းပဲညံနဲ့ချင်းချင်းပြီးတော့ယုံထက်နိုင်တဲ့ဆွမ်းအားမရှိရင်အမားကိုးွယ်တာအမားကိုပဲဆိုတချို့ဆိုအသက်သေးခံပြီးတော့အဲ့ဒီအယူမှားကြီးကိုလက်ခံသူမှားကြီးလက်ခံတာအဲ့တော့ဘုရားလက်ထက်ကလည်းပဲမြတ်စွာဘုရားရှင်နဲ့ဆင်းပြိုင်ပေါ်ခဲ့တဲ့ ဆရာကြီးတွေရှိတာ哦ဒေတီဆရာကြီးတွေအဲ့တော့ဒေတီဆရာကြီးတွေမာလဲပဲသူ့ယုံကြည်တဲ့သူသူ့ကိုးကွယ်တဲ့လူတွေကရှိနေကြတာဆိုတော့တန်တဲ့လူမကြီးနဲ့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်အက္ကတဝကာကြီးတွေဖြစ်တဲ့ရှင်သာတိပုတ္တရာတို့ရှင်မာမောက္ကလန်တို့ရဲ့လက်ဦးဆရာတွေကသူတို့ကရဟန်းမဖြစ်ခင်ကတိန်းစည်းဆရာကြီးဆိုတဲ့ဆရာကြီးရှိမှဥပတေတာနဲ့ကောလိတာဆိုတာတငယ်ချင်းနှစ်ယောက်အဲ့ဒီဆရာကြီးရှိမှတပည့်ခံပြီးတော့ပညာရည်တွေသင်ခဲ့တာဘုရားပွင့်နေတဲ့အချိန်မှာတော့ တော့တော်တော်တို့ကဆရာကြီးရှာသင်ပေမဲ့ဉာဏ်နေကောင်းတဲ့ခါကျဆရာကြီးသင်တဲ့ပညာအကုန်လုံးရတော့သူစဉ်းစားတယ်ဒါရီကငါတို့လိုချင်တဲ့ပညာရည်တွေမဟုတ်ဘူးငါတို့သိချင်တဲ့တရားမဟုတ်ဘူးဆိုပြီးတော့သူတို့ဆရာကြီးရှာခွဲထွက်ပြီးတော့နောက်တရားရှာရင်းနဲ့မြတ်စွာဘုရားရှင်ရဲ့တပည့်တပါးဖြစ်တဲ့အရှင်အသက်စီမထေရဆိုတာပင်စားဝကေ၅ဦးထဲမှာရဟန္တာဖြစ်သွားတဲ့မထေရကြီးနဲ့သွားတည်တော်မှာဘုရားတရားနာရင်းနဲ့သူတို့လူဘဝနဲ့သောတာပန်တီးငငယ်ချင်းရင်လည်းပြန်ပြောနှစ်အောင်လုံးကလူဘဝနဲ့ပဲသောတာပန်တီးတော့ဘုရားသာသနာဝင်မယ်ဆိုပြီးတော့ ဒါပေမဲ့တို့ကြီးပဲမဝင်ကျင်ဘူးဒီလောက်ကောင်းတဲ့တရားတော်တွေငါတို့ရဲ့ဆရာကြီးကိုလည်းပဲအတိပေးပြီးတော့ဆရာကြီးပါတခါလဲခေါ်သွားမယ်ဆိုရင်တင်ကြီးဆရာကြီးရှိသွားတာဆရာကြီးကျွန်တော်တို့တော့မြတ်စွာဘုရားရှင်တရားတွေအစစ်မှန်တွေတွေ့ပြီးဆရာကြီးလည်းကျွန်တော်တို့နဲ့အတူတူလိုက်ပါလားကျွန်တော်တို့ဘုရားဂေါရမရဲ့တပည့်ခံယူပြီးတော့သာသနာပောင်ဝင်တော့မယ်ဆရာကြီးသွားခေါ်ဆရာကြီးကပြန်ပြောတယ်ငါတပည့်တို့တဲ့ဆရာကြီးပြောတဲ့စကားလေးကလည်းသိကောင်းတယ်မင်းတို့လောကမှာလူမိုက်နဲ့လူလိမ်မှာ သူကပုံများလဲလူမိုက်ကများပါလေဆရာကြီးလူလိမ္မာကနဲပါတယ်အေးအဲ့ဆိုရင်နဲ့လိမ္မာတဲ့မင်းတို့ကတော့ရန်ကောဓမရှိသွားတယ်မိုက်တဲ့သူတွေငါရှိလာလိုက်မယ်ငါတော့မလိုက်တော့ဘူးဆိုပြီးတော့ဆရာကြီးကနေခဲ့တာဟောသူကပညာတွေတက်တယ်ပဲယုံကြည်မှုတွေမရှိဘူးဖះကိုလည်းမယုံတရားလည်းမယုံတန်ခါလည်းမယုံတဲ့အတွက်ကြောင့်ရုံးမထွက်နိုင် ပညာအားကောင်းပေမဲ့တရားနည်းရင်ယုံထွက်နိုင်တဲ့စွမ်းအားမရှိဘူးဆိုတာသူကောက်ကျစ်တဲ့ဉာဏ်နေဖြစ်သွားတာနောက်ချက်ကလူတွေမှာ မထူးဆက်ဆိုတာတိတ်လောက်တတ်တာယုံထွက်နိုင်တဲ့စွမ်းအားမရှိလို့ရှင်ကိုလုံးနေတဲ့အကုသိုလ်တွေကို ကုသိုလ်ဖြစ်အောင်ပြန်ယုံမထွက်နိုင်တော့တခါတခါကျအိုးမားတဲ့လက်စားနဲ့မထူးပါဘူးအမားကြီးကိုဇက်တိုက်မားနေတော့ ချူအသက်ရွယ်ကြီးလာတယ်မုန်းတာတွေလှုပ်တာတွေယာတုတွေရှိတယ်ဒါပေမဲ့ယာတုတွေဆွမ်းအမှာကြောက်တဲ့အခါကျလှုပ်နေတဲ့လှုပ်ရမှားမှန်းသိပြီမဲ့လေမထူပါဘူးကွာဆိုပြီးမထူးဆက်ခင်းပြီးတော့ဒီတိုင်းမိုက်လိုက်တဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ပညာတတ်တွေမှာခုနပြောသလိုယုံကြည်မှုအာနယ်သွားရင်ဘုရားပေါ်ယုံကြည်မှုတရားပေါ်ယုံကြည်မှုသံဃာပေါ်ယုံကြည်မှုအာနယ်သွားလို့ရှိရင်အဲ့ဒီပညာတတ်တွေဟာလည်းပဲကောက်ကျစ်ဆင်းလဲတဲ့ဉာဏ်ဉာဏ်တတ်တွေဖြစ်ပြီးတော့တချို့ဆိုရင် ပညာတတ်တွေကမကောင်းတဲ့အကြံဉာဏ်တွေပေးတော့တချို့မဟုတ်တာရဲ့လှောက်စောကားမိတဲ့သူတွေလည်းရှိတတ်တာဆိုတော့ဒါရီကမကောင်းတဲ့ပညာတတ်တွေတရားတရားနဲ့တဲ့ပညာတတ်တွေရဲ့အကြံဉာဏ်ပေးမှုနဲ့အာနာပိုင်းကလှုပ်တော့သာသနာသမိုင်းမှာတန်ဃာတွေသွေးမြေကြတာတွေအများကြီးဖြစ်ခဲ့တာဆိုတော့ဖရာတရားတန်ဃာယရနာသုံးပါးနဲ့ပတ်သက်ရင်တရားတရားရှိတဲ့သူမှဖရာကိုကြည်ညိုနိုင်တယ်ယုံကြည်မှုရှိတဲ့သူမှတရားကိုကြည်ညိုနိုင်တယ်တရားတရားအားကောင်းတဲ့သူမှတန်ဃာအခုလည်းကြည်ညိုနိုင်တယ်သို့တော့ အဲ့ဒီယုံကြည်မှုတရားတရားကလည်းပဲဉာဏ်မပါလို့ရှိရင်ပညာမပါရင်တလွဲတွေလျှောက်ပြီးတော့ယုံကြည်တတ်တာဖြစ်တဲ့အတွက်ကြောင့်ဘုရားဘာသာဝင်တွေမှာအဲ့ဒီခုခေတ်နောက်ပိုင်းမှာပို့ဆိုးတာယုံကြည်မှုအားကောင်းတဲ့လူကလည်းဇက်တိုက်အားကောင်းပါလေအစွန်းရောက်ပညာမပါတော့ကျိုးကလည်းဉာဏ်အားကောင်းတဲ့သူကလည်းပဲတရားတရားကိုမပါတော့အစွန်းရောက် extreme ဖြစ်သွားတယ်ဒါကြောင့်မလို့အစွန်းရောက်ရင်အစွန်းရောက်အစွန်းရောက်ရင်ပြုတ်ကြတယ် မြတ်စွာဘုရားကသမေတဝေအလေလက်လန်မေစိမပရိပဒအလေလက်ကြအောင်လုပ်ရမယ်လို့ပြေရန်ဟောတော်မူတယ်။ဘာပဲလုပ်လို့အစွန်းရောက်သွားရင်မကောင်းဘူး။လူကြီးမှုအာကောင်းသွားရင်လည်းအစွန်းရောက်တယ်။ပညာအာကောင်းသွားရင်လည်းအစွန်းရောက်တယ်။လူကြီးမှုနဲ့ပညာကိုညီမြအောင်လုပ်မှမှန်ကန်တဲ့ကိုယ်ပွင့်မှုနဲ့မှန်ကန်တဲ့လမ်းကိုရှောက်နိုင်တာဆိုတော့ဘုရင်ဘုရားဘာသာဝင်တွေမှာတချို့ပညာအားနည်းတဲ့ဘုရားဘာသာဝင်တွေတော်တော်များများရှိတော့အိမ်မှာကိုယ်ွယ်တဲ့ဖခင်ကအစ ဘုန်းကြီးတို့ပြင်မယ်ဆိုရင်ဘုရားရှင်ကအစဘုရားကျောင်းဆောင်ဆိုတာပြင်စရာတွေအများဘုရားဆွန်းတော်ကတ်ထားတယ်တချို့ကတတ်တော်ထင်ရှားဘုရားရှင်ကိုအာယုံပြီးဆွန်းတော်ကတ်တယ်ဆိုရင်တတ်တော်ထင်ရှားပုဂ္ဂိုလ်တယောက်လိုအာယုံပြီးတော့ကတ်ဖို့တင့်တာပေါ့လက်ဖက်စားပကံများလောက်ထမင်းပြူလေးထဲပြီးတော့သူထင်ရှားလေးနှလုံးတကြားလေးတစုံလောက်နဲ့တင်ထားတာရှိအဲမဆွန်းတော့ဘူးအဲ့ဒါညပြည့်စိတ်လက်တက်နောက်နေ့ကျမှပြန်ဆွန်းဆိုတော့ကအများကြီးကတ်ဖို့မဟုတ်ဘူးဦးဖျားဖျားလေးကတ်ရင်လုံလောက်ပြီးဆက်နိုင်မထိုးခင်ဆွန့်ရတယ် ကိုယ့်ဘာသာကိုစဉ်းစားမှာထညာလေးနှလုံးလုံးနဲ့ထမင်းစားလို့ရလားတရားလေးတစုံနဲ့ထမင်းစားလို့ရလားကိုမရရင်ဖရားလည်းပဲအဲ့ဒီပုံစံမျိုးလှူတာတွေကရှောင်ကျင်မှုတင်တာပေါ့နော်တချို့ရလည်းပဲတတိတွေကတ်ထားရှိတယ်ဈေးထဲမှာတတိတွေတွေ့တော့ဝယ်လာတော့မပြောသေးသေးလာလာတွေတည့်တတိတွေလာလာတယ်အစိမ့်နေဝယ်လာတာပဲဆိုတော့အိမ်ရောက်တော့တေချာဈေးကြောပြီးတော့အဲဖရားကိုစွန့်တော့ကတ်ထားတယ်မပြောသေးအလူတတိစိမ့်အလူဆို ဆိုတော့3ရက်လောက်ကြာတော့ဒီငပြောတိအစင်းကမှဲ့သွားတေတိစင်းကမှဲ့သွားတယ်မှဲ့လဲမှဲ့ရောသူကစွန့်ပြီးတော့စာဖရာတော်လှဲ့မရှိဘူးဖရာចောင်းဆောင်ကတေတိအုပ်တဲ့စင်းလို့ဖြစ်နေစိမ့်တဲ့အချိန်သွားကတ်ထားတယ်တကယ်စားလို့ရတဲ့အချိန်ကျတော့ဖရာကိုမကတ်တော့သူကစွန့်စားစိမ့်နှုံသွားကတ်ထားဆိုတေတိသွားအုပ်တယ်လို့ဖြစ်တယ်ကိုယ့်ဘဝကိုအစင်းစားလို့ရစဉ်းစား ဆိုတော့မကန့်နဲ့မို့ကတ်ပါစိမ့်တော့ခါကတ်ထားမှဲ့တဲ့အခါလဲပဲတလုံးလောက်တော့ခွဲပြီးတော့တေချာဇွန်လေးခင်းလေးနဲ့ဘုရားကိုလှူရင်နှစ်ခါကုသိုလ်ရတာပေါ့ဒါကအဲ့ဒါသရတရားကိုညံလေးနဲ့ရှင်ရတချို့ကြောက်လဲပဲအဲ့ဒါပန်းကတ်တာလဲကြီးသေးတယ်ဟိုကြကြခံအောင်ဆိုစောစိမ့်လို့ဆိုကြတော့အမြင့်ထွက်ရင်ပိုခံတယ်ဆိုတဲ့လူတွေရှိတယ်ခေါင်းကြီးနဲ့တွေ့အဲ့ဒီကျော်ဘုန်းကြီးရွဲ့ပြောတယ်အေးအမြင့်ခက်ရင်ကြကြခံတယ်ဆိုရင်တော့အဲ့စော်စိမ့်နေစော်ကြားတွေကပ်မနေနဲ့ဖျားစင်ဖို့တစ်ပင်သာဆိုင်ထားလိုက် flowers donation ပန်းအလှဆိုတာကအနံလေးတွေအယောင်လေးတွေရှိအောင်လှူတာပဲမလှူလို့လည်းဘုရားကမပြောပါဘူးသဘပန်းအနံလေးရှိတယ်အမွေးလေးရှိတယ်အယောင်လေးရှိတယ်ပန်းကိုကတ်ပြီးလို့ရှိရင်ရေကိုလည်းအပြည့်မထဲနဲ့အယိုးမြန်မြန်ပုတ်တယ်ရေများ၁၇ဝက်လောက်ဆိုရေကလုံလောက်ပြီအဲဆိုတော့ရေမြုပ်တဲ့နေရာလေးတွေမှာအရွက်တွေလည်းခြွေပြီးတော့အယိုးလေးတက်တက်ထားရင်ဒီဖះပန်းကိုရေစေးတိုင်းရေစေးတိုင်းကုသိုလ်ရနေတာတောက်တော်ရေလဲတိုင်းလေးတိုင်းကုသိုလ်ရနေတာ ဖះចောင်းဆောင်มาဟိုကကုတုတွေယူစရာတွေအများကြီးညံလေးရှင်ဖို့ပဲရေးချီတာဟိုကြကြခံအောင်ကတ်ထားလားအမြင့်ထွက်အောင်ကတ်ထားလားပန်းလူရကုတုရအောင်ကတ်ထားလားစဉ်းစားတချို့ကအမြင့်ထွက်အောင်ကြကြခံနေဆိုအမြင့်ထွက်အောင်ပဲကတ်ထားသလိုဖြစ်မယ်ဒါတွေကလည်းဖះចောင်းဆောင်ဆင်ခြင်စရာတချို့ကြောင့်လည်းပဲအဲ့ဒါဟိုကြံပိုင်းလေးတွေဖြတ်ပြီးတော့ဖះចောင်းဆောင်ပေါ်တင်ထားတဲ့လူတွေရှိတယ်အမေအကြံညာအောင်အောင်လို့ကြံတင်လို့သာအကြံညာအောင်မယ်ဆိုဟိုမှာမျိုးလာလို့ရေနေလို့ကြံဆိုင်တဲ့လူတွေတော်တော်ချမ်းသာပြီ စံစည်းမကောင်းလို့ပွဲပြောကျင်တာကကြံတင်တိုင်းအကြံအောင်တာမဟုတ်ပါဘူးအောင်တပြေတင်တိုင်းအောင်မြင်မှုရတာမဟုတ်ကိုကိုယ်တိုင်ရဲ့လုပ်ရဲ့ကောင်းမှအောင်တာပါကိုယ့်ရဲ့ပုံမှန်ဘူတီတာဖရားအဲ့ဒါညံနဲ့ရှင်ရမယ်လို့ပြောတာတရားတရားကညံမပိုင်တလွဲတွေဖြစ်တတ်တာဆိုတော့မြတ်စွာဘုရားရှင်ကတော့ဟိုနှလုံးသားမှာဖရားတည်အောင်ပဲပြောတာဖရားတည်အောင်ဘုရင်တို့အခရဏပြောတယ်ဘုရားဘာသာဝင်နေဖရားရောက်ပြီးဖရားပြောင်းနေတဲ့သူတွေအများကြီးရှိတယ် သရတရားအားကောင်းတယ်ဉာဏ်မပါတော့ဖရားရောက်ပြီဖရားပြောက်နေဘယ်လိုတွေဖြစ်နေဆိုတော့အခုနောက်ပိုင်းရွှေတကုံဖရားသွားတယ်အိန္ဒိယဖရားသွားတယ်ဖရားသွားရင်တို့ကဖရားရှ िख ိုးဖို့တဲ့ဖရားရောက်ရင်ဘာအရင်ရှာလဲဆိုဂျိုးတိုင်းအရင်ပတ်ရှာတနင်္ဂနွေတနင်္လာအင်္ဂါသူဂျိုးတိုင်းရောက်အောင်ရှာတာဂျိုးတိုင်းမတွေ့ရင်ပတ်ရှာတယ်ငါဂျိုးတိုင်းလေးပဲရောက်သွားပြီလေဂျိုးတိုင်းလေးတွေ့တော့မှအဲ့ဒါဂျိုးတိုင်းရှေ့ရောက်တဲ့အခါကျတော့လည်းပဲဖရားရှ िख ိုးလို့လားဆိုတော့မရှ िख ိုးသေးဘူးဂျိုးတိုင်းမှာရှိတဲ့ဖရားကိုအဲ့ဒါ ရေးတယ်နေဘူးမရှောင်မိုးရွာမရှောင်လောင်းကြတာနေဘူးလည်းလောင်းမိုးရွာလည်းလောင်းအဲ့ဒါပဲခေါင်းမွာစပြီးလောင်းတာပြီးတဲ့အခါကျတော့မှအဲ့ဒါအောက်နောက်ကနတ်သားလည်းရေပတ်ရေဖြန်းရတယ်အောက်မှာရှိတဲ့အယုတ်ကလေးလည်းရေလောင်းရတယ်ပြီးတော့မှဘုရားရှိခိုးညွတ်တိုင်းဤကုသိုလ်ကောင်းမှုညဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဘာဖြစ်ရဘလို့ညာဖြစ်ရဘလို့တောင်းလိုက်တဲ့စုတရားအများကြီးဘုန်းကြီးပြောတယ်အဲ့ရမယ်လို့အာကြီးကြီးသူကဟိုအလကားရတဲ့ရေနဲ့သွားလောင်းပြီးတောင်းလိုက်တဲ့စုတရားအများကြီးဘုန်းကြီးတစ်ပည့်လေးတယောက်အဲ့ဒါ တနှစ်ကလာဆောင်းတွင်းကြီးမှာအဲ့ဒါဒီလောက်အေးတဲ့အချိန်ကြီးမှာလေးနိုင်ခွဲလောက်ဖះသွားပြီးဖះကနေဖုံးဆက်တယ်ဖုံးဖုံးမရတဲ့ဒီနေ့တပိတော်မွေးနေ့အဖြစ်အဖះသွားပြီးတော့ရေတက်ပဲတာဗျာတဲ့အဲ့ဒါရှင်မယဝန်းတာအောင်လှမ်းဆက်တာပါဗျာဘုန်းကြီးကပြောတယ်သမီးနေဖះသွားကနေမနေ့ကရေချိုးသွားလားဗေချိုးမလဲဗျာတဲ့ဒီလောက်ကြီးအေးတာကြီးကိုတဲ့ညကြတော့အေးလို့ရေပချိုးဖះကြတော့လေးနိုင်ခွဲလောက်ခေါင်းကနေရေသွားလောက်ပပဝါကိုကြရလား ဲ့လိုပြောတာဟောတတ်တော်တင်ရဖရာရှင်အောင်ပဲခုလိုတချို့ဆိုရင်နေရာဒီလောက်ပူတဲ့အိုက်တဲ့ချိန်ကြီးမှာဖရာရှင်သွားပြီးတော့စီမီအလူဆိုရင်နေကင်းကြောင်တော့ဖျောင်းနိုင်အစည်းလိုက်ရေးသွားပြီးတော့အဲ့ဒါမိပူစော်တယ်လို့သူတို့ပြောတာဘုန်းကြီးကမိပူစော်တာမဟုတ်တာမိမြိုက်တယ်ဒီလောက်ပူတာကိုယ်တော်ရက်ခတ်နေရဖရာသွားသွားပြီးလှုပ်တာ ဲ့ဒါရွေ့ပြောတယ်သမီးနောက်တစ်ခါကျရင်မွေးနေဆိုရင်စောင်းနှင်းကြီးဖះမသွားနဲ့ကိုယ့်ရဲ့ကျေးဇူးရှင်အဖေကိုအရင်နှုတ်အဖေဒီနေ့သမီးမွေးနေအဖေကိုရေပူဇော်ခြင်းလို့ပါရေလောင်းခြင်းလို့ပါအဖေအရင်ရေလောင်းအောင်လို့နေ့အဖေလက်ခံမှာဖះသွားကိုယ်ပဲအရင်တော့မှလက်မခံဖရဘလိုလုံးမှာတော့စဉ်းစားရမှာအဲ့ဒါတရားတရားကယုံကြည်မှုတရားတရားကညံမပိုင်တလွဲတွေရှောက်ပြီးလောက်တတ်တဲ့အတွက်ကြောင့် ဘုရားဘာသာတို့တော်ကောင်းများကိုယ့်ကိုစဉ်းစားဆင်ခြင်ရမှာယုံကြည်မှုဟာအယုံလွယ်ပြီးတော့ညံမပိုင် တလွဲတွေလှုပ်တတ်တယ်လို့ညံနေညံတဲ့တွေများပြီးတရားတရားနဲ့ရင်လည်းပဲတလွဲတွေလျှောက်ပြီးလှုပ်တတ်တဲ့အကြောင်းသတ္တာနဲ့ပညာကိုညီမြအောင်တတိတရားလေးကချိန်ပြီးတော့တရားလွန်ရင်တရားမလွန်အောင်ပညာလွန်ရင်ပညာမလွန်အောင်သတ္တာပညာညီမြအောင်တတိတရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့ယုံကြည်မှုကိုအသိဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့မှန်ကန်သောယုံကြည်မှု မှန်ကန်သောကိုယ်ွယ်မှုဖြစ်အောင်ကိုယ့်ကိုယ်ကိုဆုံးမ ှပြုပြင်ပြီးတော့ပစ္စုပန်သန္တရာအစုံအမတွေနဲ့နှလုံးလှပြီးအသုံးကျသောသူများဖြစ်ကြပါစေကုန်တော့တည်